မလေးရှားနိုင်ငံသားရေဝန်ကြီးဒါတွတ်စာရီမိုဟာမက်ဟက်ဆန်ကမြန်မာအာဏာပိုင်ဒီအနေနဲ့နေဆက်ဖြတ်ကျော်ရာဇဝင်မှုတွေကိုနိုင်နှင်းဖို့အာဆီယံအဖွဲ့ကြီးတစ်ခုလုံးကတောင်းဆိုကြောင်းနဲ့မြန်မာနိုင်ငံမှာပြုလုပ်မဲ့ရွေးကောက်ပွဲတွေကိုဘေးအဖွဲ့စည်းကမှတားဆီးနိုင်မှာမဟုတ်ကြောင်းပြောကြားလိုက်ပါတယ်မလေးရှားနိုင်ငံသားရေးဝန်ကြီးဒါတွတ်စာရီမိုဟာမက်ဟက်ဆန်ကပြောကြားချက်အရနယ်စပ်ဖြတ်ကျော်ရာဇဝင်မှုပြဿနာဟာကြီးမားစွာပြန့်နှံ့နေပြီးမြန်မာနဲ့နယ်နိမိတ်ထိဆက်နေတဲ့နိုင်ငံတွေအပါအဝင်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ်ကြီးမားစွာတက်ရောက်မှုရှိနေတယ်လို့ဆိုပါတယ် ကျွန်တော်တို့အနေနဲ့ဒီအခြေအနေကိုရပ်တန့်ဖို့အတွက်မြန်မာအာဏာပိုင်တွေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကတာဝန်ယူလှုပ်ဆောင်ပေးစေချင်ပါတယ်လို့မစ္စတာဟတ်ဆန်ကတရင်ထောက်ဒီကိုပြောကြားခဲ့ပါတယ်။ဒါဟာဒီပြဿနာဟာအာဆီယံထဲကနိုင်ငံတွေအတွက်ပြဿနာတစ်ခုဖြစ်လာလို့ပါပဲလို့လည်းသူကဖြည့်စွက်ပြောဆိုခဲ့ပါတယ်။မစ္စတာဟဆန်ဟာမြန်မာအရေးနဲ့ပတ်သက်ပြီးအာဆီယံရဲ့ဘုံကဘိုးတူညီချက်၅ချက်ကိုအကောင်အထည်ဖော်ရေးဆိုင်ရာအစည်းအဝေးတစ်ခုကိုဥက္ကဋ္ဌချက်ဦးဆောင်ပြုလုပ်ခဲ့ပြီးနောက်အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ်မြန်မာနိုင်ငံမှာပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့အာဆီယံမြေလေ့လာသူတွေအကြောင်းကိုလည်း Mr. Hassan ကထည့်သွင်းပြောဆိုခဲ့ပါတယ်။အဲ့ဒီရွေးကောက်ပွဲဟာတရားမျှတမှု၊ပွင့်လင်းမြင်သာမှု၊ပြည်သူအလုံးပါဝင်မှုရှိရမယ်လို့သူကပြောကြားခဲ့ပြီးရွေးကောက်ပွဲဒီကိုဘယ်အဖွဲ့အစည်းကမှတားဆီးနိုင်မှာမဟုတ်ဘူးလို့အတိအလင်းပြောခဲ့ပါတယ်။ဒီအကြောင်းအရာတွေကိုလာမယ့်ရက်ပိုင်းအတွင်းကျင်းပမယ်အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာဆက်လက်ဆွေးနွေးသွားမယ်လို့လည်းမစ္စတာဟက်ဆန်ကရှင်းပြခဲ့ပါတယ်